မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့ဇွန်လ10ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အကျန်းဖတ်ဆဲဥစုကလေချောင်းကိုအုံပြုပြီးကြောင်းတွေဆေးရုံတွေဈေးတွေကိုစစ်ဗျူဟာတရက်အနေနဲ့တိုက်ခိုက်နေတယ်လို့လူ့ခွင့်ရေးဆိုင်ရာပြည်တော်စုဝင်ကြီးပြောကြားလိုက်တဲ့သတင်း။ အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার နည်းပညာရရှိရေးအရှိန်မြင့်ကြိုးပမ်းလာမှုကအာဆီယံဒေတာတွင်လုံခြုံရေးကိုထိခိုက်စေနိုင်တယ်လို့ပြည်တော်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ပြောကြားလိုက်တဲ့တဲ့တင်။မေလစတုဒ္ဒဘတ်အတွင်းမှာအကြံဖတ်စစ်ကောင်းစီထံကနေအလင်းဝင်လက်နက်ချနဲ့စစ်တုံးပန်း106ဦးအထိရှိတယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်လိုက်တဲ့တဲ့တင်။ဒိုင်ဦးမြို့နယ်အခြေစိုက်အကြံဖတ်စစ်တပ်ရဲ့တပ်သား2ဦးလက်နက်ခဲယမ်းတွေယူဆောင်လာပြီး PDF တံအလင်းဝင်ရောက်တဲ့တဲ့တင်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်မှာ ပြည်သူတွေပါဝင်ပေးကြဖို့အတွက် NLD တိုက်တွန်းလိုက်တဲ့တဲ့တင်ပလဲမြို့နယ်ကန်းတောင်စကန်သိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုတော်လန်ကြီးပူပေါင်းတပ်တွေပစ်ချနိုင်ခဲ့တဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ကြီးဆန္ဒပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါတယ် ကျန်းဖတ်စစ်ဥစုကလေကြောင်းကိုအုံပြုပြီးကျောင်းတွေဆေးရုံတွေဈေးတွေကိုစစ်ပြူဟာတရက်အနေနဲ့တိုက်ခိုက်နေတယ်လို့လူခွင့်ရေးဆိုင်ရာပြည်တော်စုဝန်ကြီးပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖတ်စစ်ဥစုကလေကြောင်းကိုအုံပြုပြီးကျောင်းတွေဆေးရုံတွေဈေးတွေကိုစစ်ပြူဟာတရက်အနေနဲ့တိုက်ခိုက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။မနေ့ကကော့ကရိတ်မြို့နယ်ပိုင်ရက်ရွာအတွင်းကစာတင်ကျောင်းကို အချမ်းဖတ်စစ်တပ်ကလေချောင်းကနေတိုက်ခိုက်မှုအပြီးမှာ အခုလိုမျိုးမှတ်ချက်ပြုပြောကြားလိုက်တာပါအရက်သားပြည်သူတွေအထူးသဖြင့်ကျောင်းတွေဆေးရုံတွေဈေးဆိုင်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပိတ်မှတ်ထားတိုက်ခိုက်တယ်မြေပြင်မှာရှုံးနေနေတဲ့စစ်ပွဲကိုလေချောင်းကိုအသုံးပြုပြီးစစ်ပြူဟာတရက်အနေနဲ့လက်နက်ကင်ပြိပခကာလအတွင်းမှာကျင့်သုံးနေဒါရီဟာစစ်ပွဲဆိုင်ရာရာဇဝတ်မှုမျောက်စီတဲ့အချက်တွေပဲဖြစ်ပါတယ်လို့ပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းကပြောကြားလိုက်တာပါ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ပိုင်ရဲရွာအတွင်းကစာတင်ကျောင်းကိုအကြံဖတ်စစ်တပ်ကမနေ့ကဇွန်လ9ရက်နေ့မွန်းလွဲ2နာရီအချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ကျောင်းသားနဲ့ဆရာအနည်းဆုံး6ဦးသေဆုံးပြီး35ဦးခန့်ဒဏ်ရာရတယ်လို့သိရပါဗျ။လေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ကလေး3ဦးဆရာမ2ဦးလူကြီး2ဦးစုစုပေါင်း6ဦးသေဆုံးပြီး35ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပါဗျ။အကြံဖတ်စစ်တပ်ကကော့ကရိတ်မြို့နယ်အဆက်ကပိုင်ရဲကြီးရွာမှာရှိတဲ့ ကလေးတွေကိုစာသင်ပေးနေတဲ့နေအိမ်စာသင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရည်ရွယ်ချက်ရှိရှိနဲ့လေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာပါဘုံကျဲခံရတဲ့စာသင်ကျောင်းကကုတူကူဒစာသင်ကျောင်းဖြစ်တယ်လို့သိရပြီးအကြံဖတ်စစ်တပ်ကလေကျောင်းကနေဘုံသုံးလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဆိုပါဘုံကျဲတိုက်ခိုက်မှုအတွင်းနေအိမ်သုံးလုံးလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူ များပြားတဲ့အတွက်နောက်ဆက်တွဲတည်ဆုံးသူအရေအတွက်ထပ်မံတိုးမြင့်လာနိုင်တယ်လို့လည်းသတင်းရင်းမြစ်တွေကပြောပါရယ် လူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့စီးရင်တွေအရအကြံဖတ်စစ်တပ်ကသခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်မတ်လ28ရက်ကနေဇွန်လ6ရက်အတွင်းလေကြောင်းတိုက်ခိုက်မှုပေါင်း952ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ482ဦးအထိသေဆုံးခဲ့ရတယ်လို့932ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার နည်းပညာရရှိရေးအရှိန်မြင့်ကြိုးပမ်းလာမှုကအာဆီယံဒေသတွင်းလုံခြုံရေးကိုထိခိုက်စေနိုင်တယ်လို့ ပြည်တော်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার နည်းပညာရရှိရေးအရှိန်မြင့်ကြိုးပမ်းလာမှုတွေကအာဆီယံဒေသတွင်းလုံခြုံရေးကိုထိခိုက်စေနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်တော်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောကြားလိုက်ပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်စနစ်မြင့်ဆောင်2025ကိုဒီကနေ့မှထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ အကြမ်းဖက်စစ်ကောင်စီမင်းအောင်လှိုင်ရဲ့နျူကလ ියر နှိပညာရရှိရေးအရှိန်မြင့်ကြိုးပမ်းလာမှုကိုမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးအနက်စိုးရိမ်ပူပန်မိပါတယ်။ဒီကိစ္စဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်တာမကပဲ။အာဆီယံဒေသအတွင်းကနိုင်ငံတွေအားလုံးမှာရှိကြတဲ့အသီးသီးသောပြည်သူတွေအားလုံးရဲ့တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့ကိစ္စဖြစ်ပါတယ်။လက်ရှိအချိန်မှာတိုင်းပြည်ဗန်နာနဲ့ဝယ်ယူထားတဲ့စစ်လက်နက်ပစ္စည်းတွေကိုစိတ်တိုင်းကြအသုံးပြုပြီးမြန်မာပြည်သူလူထုကိုနေ့စဉ်ရက်ဆက် တိုက်ခိုက်တပ်ဖြတ်နေတဲ့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လက်ထဲကိုနျူကလ িয়ার စွမ်းရည်သုံးလက်နက်စုံတရားသာရောက်ရှိသွားမယ်ဆိုရင်ဒါဟာဒေတာရင်းနိုင်ငံတွေအတွက်ပါ မတွေးဝင့်စရာအခြေအနေတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာတိုင်းဝမ်အနေနဲ့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার စွမ်းရည်ရရှိရေးအစီအစဉ်တွေစောင့်ရွက်နေမှုကိုအထူးအလေးအနက်ထားစဉ်းစားပြီးလိုအပ်တဲ့တုံ့ပြန်စောင့်ရွက်မှုတွေလုပ်ကြဖို့အလေးအနက်တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံဟာရွေးကောက်ခံအရသာအစိုးရလက်ထက်မှာနျူကလ িয়ার ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကွန်ဗင်းရှင်းနဲ့နျူကလ িয়ার ပစ္စည်းတွေရဲ့ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကွန်ဗင်းရှင်းတို့ကို2016ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တာပါ။ဒါ့အပြင်နျူကလ িয়ার လက်နက်စမ်းသပ်မှုများအလုံးစုံတားမြစ်ရေးစာချုပ် CTBD ကိုလည်းအရသာအစိုးရလက်ထက်ဖြစ်တဲ့2018ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တယ်လို့နျူကလ িয়ার လက်နက်များတားမြစ်ရေးစာချုပ် TPNW ကိုလည်း2018ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပါဗျာ။ နျူကလ িয়ার လက်နက်များတားမြစ်ရေးစာချုပ် TBNW ကိုအတည်ပြုဖို့နဲ့အပြည်ပြည်ဆိုင်ရာအမှုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့နောက်ဆက်တွဲသဘောတူညီချက် စာချုပ်တွေကိုအာဏာသက်ဝင်လောက်အောင်ဆောင်ရွက်မှုတွေကတော့2020ခုနှစ်မှာအကြံပတ်စစ်အုပ်စုရဲ့မတရားအာဏာလုယံကျိုးပဲ့မှုကြောင့်ရပ်ဆိုင်းခဲ့ရတာပါအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကငင်းချမ်းတဲ့ရည်ရွယ်ချက်တွေနဲ့အသုံးပြုမယ်လို့အကြောင်းပြပြီးစစ်ရေးအတွက်နျူကလ িয়ার နည်းပညာရယူဖို့ကြိုးပမ်းမှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်လာနေတာကိုတွေ့ရတယ်လို့ဥနေဖုန်းလက်ကပြောပါရတယ်။ နျူကလ িয়ার နည်းပညာကိုပိုင်ဆိုင်ပြီးစီရေးအတွက်အသုံးချဖို့ဟာဆရာနာရှင်အဆက်ဆက်တို့ရဲ့နိုင်ငံအာဏာကိုထာဝရစိုးမိုးထိန်းချုပ်နိုင်ရေးအတွက်အစဉ်တစိုက်ကြိုးစားခဲ့တဲ့အိမ်မက်ဖြစ်တယ်ဆိုတာနဲ့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံအကြားနျူကလ িয়ার ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဟာဆရာနာရှင်ဟောင်တန်းရွှေလက်ထက်2008ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးသိန်းစိန်လက်ထက်2015ခုနှစ်မှာရုရှားကုမ္ပဏီ Rosstone နဲ့ပထမအဆုံးနားလည်မှုစာချုပ်လွှာထိုးခဲ့ပေမဲ့ NRI အစိုးရလက်ထက်မှာရပ်တန့်ခဲ့တယ်လို့ပြောပါရယ်။ အဲ့ဒီနောက်အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကအဲ့ဒီနျူကလ িয়ার အိမ်မက်ကိုပြန်လဲအသက်သွင်းလာတာဖြစ်တယ်လို့ဦးနေဖုံးလက်ကပြောကြားခဲ့တာပါအကြံဖတ်စစ်အုပ်စုက2022ခုနှစ်ဇွန်လလကနေ2023ခုနှစ်အောက်တိုဘာလအထိ15လအတွင်းနားလည်မှုစာကြုံလွှာထိုးတာနျူကလ িয়ার နည်းပညာသတင်းအချက်အလက်စင်တာဖွင့်လှစ်တာ ပူးပေါင်းဆောင်ရွက်မှု14ခုအတွက်သဘောတူညီချက်တွေပြုလုပ်တာအခုနောက်ဆုံးတပေါင်းဖို့တိဆောက်ရေးအတွက်လေးလာဆန်းစစ်မှုတွေအပြီးသက်ပြီးလက်တွေ့တိဆောက်ဖို့ပြင်ဆင်လာတာတွေအထိအချိန်တိုအတွင်းတဆင့်ပြီးတဆင့်တိုးမြင့်လှုပ်ဆောင်နေတာပါမေလာစတုတ္တဘတ်အတွင်းမှာအကြံဖတ်စစ်ကောင်စီထံကနေအလင်းဝင်လက်နက်ချနဲ့စစ်တုံးပန်း106ဦးထိရှိတယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်မေလစတုတ္ထဘက်အတွင်းမှာအကြံဖတ်စစ်ကောင်စီထံကနေအလင်းဝင်လက်နက်ချစစ်သုံးပန်းအဖြစ်နဲ့ရောက်ရှိလာသူစစ်သားရဲနဲ့ပြည်သူစစ်စုစုပေါင်း106ဦးရှိခဲ့တယ်လို့ပြည်သူ့ပန်းနိုင်ကကောက်ယူထားတဲ့မှတ်တမ်းတွေအရသိရပါဗျ။အကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်အလင်းဝင်လာသူစစ်သားစုစုပေါင်း18ဦးရှိပြီးစကိုင်းတိုင်းက3ဦး၊ပဲခူးတိုင်းက5ဦး၊တနင်္သာရီတိုင်းက2ဦး၊မွန်ပြည်နယ်က2ဦး၊ချင်းပြည်နယ်က6ဦး၊ကရင်ပြည်နယ်က2ဦးပါဝင်ပြီးအဲ့ဒီအလင်းဝင်လာသူ18ဦးအနက်16ဦးကအတ္တမစစ်သားစုဆောင်ခံရသူတွေဖြစ်ပါဗျ။ လက်နက်ချသူအရေအတွက်ကစုစုပေါင်း30ဦးရှိပြီးတော့အဲ့ဒီ30ဦးစလုံးကကရင်ပြည်နယ်မှာဖြစ်ခဲ့တာလို့ပြည်သူ့ပန်းတိုင်စီးရင်တွေမှာတွေ့ရပါတယ်။စစ်တုံ့ပန်းဖမ်းဆီးခံရသူတွေကစုစုပေါင်း58ဦးရှိပြီးအဲ့ဒီအထက်မှာစစ်သား53ဦးပါဝင်ကပဲခူးတိုင်းက9ဦးမန္တလေးတိုင်းက2ဦးရခိုင်ပြည်နယ်က15ဦးနဲ့ကရင်ပြည်နယ်က30ဦးဖြစ်တယ်လို့ဆိုပါတယ်။ကျန်တဲ့4ဦးမှာ3ဦးကရဲတပ်ဖွဲ့ဝင်ဖြစ်ပြီး2ဦးကပြူစော်တိဖြစ်တယ်လို့သိရပါတယ်။စစ်တုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူ4ဦးစလုံးကမကွေးတိုင်းကဖြစ်ပြီးပြူစော်တိတို့ဦးက မန္တလေးတိုင်းကဖြစ်တယ်လို့လည်းစီးရင်တွေမှာတွေ့ရပါဗျ။အရမစစ်မှုထန်းခိုင်းခံရသူတွေအနေနဲ့အလင်းဝင်နိုင်မှုအခွင့်အရေးတွေရှိနေသေးကြောင်းယခုဖြစ်ရက်ကတက်တည်တခုလို့ဆိုရမှာပါလို့ပြည်သူ့ပန်းနိုင်အဖွဲ့ကပြောပါဗျ။ လူငယ်တွေအနေနဲ့ကောက်ကျစ်ရုံမာသူတွေလက်ထဲကနေလွတ်မြောက်နိုင်ဖို့အရာရာတတိကြီးစွာထားပြီးကြိုတင်ပြင်ဆင်ချိတ်ဆက်ထားကြဖို့လိုအကြောင်းပြည်သူ့ပန်းနိုင်ငံသတင်းစကားပါလိုက်ပါတယ်။ပြည်သူ့ပန်းနိုင်ငံကောက်ယူထားတဲ့မှတ်တမ်းများအရာ2025ခုနှစ်ဇန်နဝါရီလမှမေလစတုတ္ထဘက်အထိအလင်းဝင်လက်နက်ချစစ်တုံးပန်းစုစုပေါင်း1222ဦးတည်ရှိခဲ့ပြီးဆက်လက်ပြီးအကြမ်းဖက်စစ်ကောင်စီကိုစွန့်ခွာလိုသူများအနေနဲ့ပြည်သူ့ပန်းနိုင် Telegram @peoplego နဲ့ Viber number +6694652998 ကိုဆက်သွယ်နိုင်ပါတယ်။ ဒိုင်ဦးမြို့နယ်အခြေစိုက်အကြံဖတ်စစ်တပ်ရဲ့တပ်သား2ဦးလက်နက်ခဲယံတွေယူဆောင်လာပြီး PDF ထံအလင်းဝင်ရောက်လာတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနတောင်ပိုင်းစစ်ဒေသအမှတ်1စစ်ဒေသကွယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်1စစ်ဗျူဟာကိုဒိုင်ဦးမြို့နယ်အခြေစိုက်အကြံဖတ်စစ်တပ်ကတပ်သား2ဦးလက်နက်ခဲယံတွေယူဆောင်လာပြီးအလင်းဝင်ခဲ့တယ်လို့သိရပါဗျ။ဒိုင်ဦးမြို့အကြံဖတ်စစ်တပ်ခမာရ440ကတပ်သား2ဦးဟာတနက်နှစ်လက် ကြီပေါက်အပူ3ခုကြီစံများအပါယူဆောင်လာကာ ဇွန်လ၈ရက်နေ့မှာခိုလုံဝင်ရောက်လာတာပါပြည်သူရင်ဝင်ကိုကူးပြောင်းခိုလုံလာတဲ့တပ်သားနှုတ်ကိုအမှတ်29စစ်ဗျူဟာတာဝန်ခံရဲဘော်အေမင်ထွန်းမှနှွေးထွေးစွာကြိုဆိုခဲ့ပြီးပြည်သူပန်းနိုင်အဖွဲ့နဲ့ချိတ်ဆက်ပေးဖို့လှုံ့ဆော်နေတယ်လို့ဆိုပါတယ်အကြံဖတ်စစ်ကောင်စီတပ်သားများအနေနဲ့ပြည်သူဘက်သို့ကူးပြောင်းခိုလုံလိုပါကစစ်ဗျူဟာအမှတ်29မှာအမြဲတမ်းကြိုဆိုနေတယ်လို့ဖိတ်ခေါ်ထားပါတယ် ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလ15ရက်နေ့မှာညောင်လေးပင်မြို့ကနေကြိုက်ချီယိုဖျားသူလာတဲ့အကျန်းဖတ်စစ်တပ်လက်ပါစီပြူစောတီခေါင်းဆောင်လှိုင်မင်းနဲ့၅ဦးပါအဖွဲ့ကိုဖမ်းဆီးထိန်သိမ်းခဲ့တယ်လို့သိရှိရပါတယ်။ရင်းချမ်းရေးနိုဘယ်ဆုရှင်လူမှုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်မှာပြည်သူတွေပါဝင်ပေးကြဖို့အတွက် NLD တိုက်တွန်းလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုကောင်ဆောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်မှာပြည်သူတွေအနေနဲ့ပူးပေါင်းပေးကြဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဒီကနေ့မှတိုက်တွန်းလိုက်ပါတယ်။မတရားအကျဉ်းချခံရတဲ့လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကတိုင်းပြည်အနာဂတ်အတွက်အရေးပါဆုံးသောလုပ်ငန်းစဉ်တစ်ခုအဖြစ်ခံယူထားတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အရင်အတွက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်ရဲ့နှစ်80ပြည့်မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့မနက်၈နာရီတိတိအချိန်မှာမိမိတို့နေအတွင်းသို့မဟုတ် ရောက်ရှိရာအစာအုပ်အတွင်းမှာမိမိတို့ကိုယ်ကိုယ်ယုံကြည်ရာဒလိအတိုင်းတော်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုဆန္ဒပြုလျက်စုတောင်းမေတ္တာပို့ခြင်းကို10မိနစ်ကြာဆောင်ရွက်ပေးရန်နဲ့ဒေါံဆန်းစုကြည်ရဲ့တားငယ်မစ္စတာကင်ခေါ်ဦးထိန်လင်းဦးဆောင်တဲ့ငွေနေ့စုတောင်းစကားပြောခြင်းအစီအစဉ် Happy Birthday Soup Video Challenge မှာပါတီဝင်တို့တရက်လုံးနဲ့ပြည်တွင်းပြည်ပရှိနိုင်ငံသားအပေါင်းတို့အပြည့်အဝပူးပေါင်းပါဝင်ပေးကြပါရန်အတွက်မေတ္တာရက်ခံတိုက်တွန်းတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံအားဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအပြည့်အဝအမှားကန်ချက်ရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက်နိုင်ငံရေးနိလန့်တွေနဲ့ဆွန့်လွတ်ဆွန်စားကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။အဲဒါကြောင့်ဆေးရနာရှင်အဆက်ဆက်တို့ရဲ့ဥပဒေမဲ့မတရားဖန်ဆီးအကျဉ်းချခံခဲ့ရပြီး1989ခုနှစ်ဇွန်လ20ရက်နေ့မှ2010ခုနှစ်နိုဝင်ဘာလ23ရက်နေ့အထိကာလအတွင်း15နှစ်လေးလခန့်ဖန်ဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ကဘာကျော်တပင်းအရေးခင်းကဲ့သို့လှုပ်ကြံတက်ဖြတ်ဖို့ကြံစီမှုတွေလည်းအကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ပြည်သူလူထုတခဲနဲ့ထောက်ခံမှုနဲ့2015ရွေးကောက်ပွဲမှာပြည်သူဆန္ဒမဲနဲ့အပြတ်သက်အနိုင်ရရှိခဲ့ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေအကန့်အသတ်ကြားမှာပင်ပြည်သူလူထုထောက်ခံပါဝင်မှုမြင့်မားစွာနဲ့တိုင်းပြည်ကိုဗတ်စုံဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီးဒီမိုကရေစီနဲ့လူ့ကွင်ရေးစံနှုန်းများကိုပြည်သူတွေလွတ်လွတ်လပ်လပ်လေ့လာထိတွေ့ခံစားစေနိုင်ခဲ့ပါတယ်။ဒါကြောင့်ပြည်သူလူထုထောက်ခံမှုကိုအပြည့်အဝရရှိခဲ့ပြီး2020ခုနှစ်ထွေထွေရွေးကောက်ပွဲမှာမဲဆန္ဒရှင်ပြည်သူလူထုရဲ့82ရာခိုင်နှုန်းကျော်သောဆန္ဒမဲနဲ့ဆက်လက်တောင်းဝင်ပေးအပ်တာခံခဲ့ရပါတယ်။ ဒါပေမဲ့လည်းကိုကျိုးစီးပွားအတွက်ဆက်အနာရှင်စနစ်ကိုထူထောင်လိုတဲ့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဥပဒေမဲ့အာနာသိန်းကရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာဒီနေ့ဆိုရင်1590ရက်တည်တည်ရှိပြီဖြစ်တယ်လို့ NLD ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပလဲမြို့နယ်ကန်တောင်စကန်သိန်းတိုက်ပွဲမှာအကြံဖတ်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုတော်လန်ကြီးပူပေါင်းတက်တွေပစ်ချနိုင်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းပလဲမြို့နယ်ကန်းထောင်စကန်သိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုတော်လိုင်းရင်ပူပေါင်းတပ်တွေကပစ်ချနိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ Jet Fighter တိုက်လေရင်ကိုပစ်ချပြီးနောက်ပြတ်ကျသွားတဲ့နေရာအနီးကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေ Jet Fighter တွေပြန်တန်းနေတယ်လို့အဆိုပါစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အဆိုပါ Jet Fighter ကရမပင်ခရိုင်ပလဲမြို့နယ်အင်းကန်ကြီးရွာအုပ်စုအတွင်းကစပားစီကြီးရွာဖုန်ကြီးကြောင်နဲ့ပြတ်ကျခဲ့တာပါ။ ကန်းတောင်စကန်းသိန်းတိုက်ပွဲအတွင်ဇွန်လ10ရက်ဒီနေ့မွန်လွယ်12:15မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကပစ်ချနိုင်ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကကနအူးသတင်းထုတ်ပြန်ချက်အဖြစ်နဲ့ထုတ်ပြန်ထားပါတယ်။ပြတ်ကျသွားတဲ့တိုက်လေယာဉ်ကတရုတ်နိုင်ငံထုတ် FTC 2000G တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီးလေယာဉ်မောင်းသူရဲ့အလောင်းအပိုင်းစတွေကိုတွေ့ရှိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ အကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာကိုဝိုင်းတွဲနှစ်စီးနဲ့ Jet Fighter တိုက်လေရင် FTC 2000G နှစ်စီးတို့ပြန်တန်းလာတာဖြစ်ပြီးအဲ့ဒီအထက်က Jet Fighter တစ်စီးကိုပစ်ချလိုက်တာပါခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချီးမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်နဲ့ VOILO Article 33 to save life ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းရင်းမာပင်မြို့နယ်ကနောက်ပြတ်မလဲကြီးဒီတော်လှန်ရေးလူလူတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြတ်မလဲကြီးဒီတော်လှန်ရေးလူလူတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ ။စကိုင်းတိုင်းစလင်းကြီးမြို့နယ်လက်ဘရောင်းတောင်ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလုံတမအဖွဲ့စည်းရဲ့ပုံမှ33အရအကြံပတ်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက Vote ILO Article 33 to Save Lives ဆိုတဲ့စာသားကိုကန်ဆွဲပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ။ရမပင်မျိုးနယ်မှာအောင်လံလွင့်မြီတောင်းသွင်းဤတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျာ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မီဒေါင်းသွေးနီတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအချမ်းဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအချမ်းဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအချမ်းဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဒေသခံတော်လှန်ပြည်သူတွေကနေမြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့ဇွန်လ10ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။